ကလေးမျိုးပေါ်ကနဲ့ချင်းမြင့်နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ဆိုးဆူတက်နဲ့တော်လင်းအင်အားစုတွေကြားတီးတိမ်မျိုးနဲ့ကလေးတီးတိမ်ကားလမ်းမှာဒီကနေ့မနေ့တိုက်ပွဲဖြစ်ပွားနေရလို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါတယ်။ဆိုးဆူတက်တွေဟာမေလ20ရက်မနေ့ကကလေးမျိုးပေါ်ကနေကားစီ15စီးကျော်အသုံးပြုပြီးနယ်နမိတ်ချင်းထိဆက်နေတဲ့တီးတိမ်မျိုးနယ်ဘက်ကိုအင်အားအလုံးရင်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီးကလေးတီးတိမ်ကားလမ်းမွာပြီး ထိန်စိန်အနီးမှာချင်းတော်လည်ရေးတက်တွေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံတူကပြောပါတယ်။အခုလိုဆိုစုကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာဟာအခုနှစ်တွင်ပထမဆုံးချိန်ဝင်ရောက်လာတာဖြစ်တယ်ဆိုတာနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ကားလမ်းမကြီးတစ်လျှောက်ကို drone နှစ်စီးအသုံးပြုထောက်လန်းတာတွေပြုလုပ်နေပါတယ်။ဆိုစုကအင်အားအသုံးစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကလေးတီးတိမ်လမ်းမကြီးပေးမှရှိတဲ့မွာပီ၊ထိန်စိန်၊ခိုင်ကန် ချင်းစံတိုင်ငင်းကျေးရွာကဒေသခံတွေတောထောင်အတွင်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့စစ်ရှောင်တွေကိုအကူအညီပေးနေတဲ့စီဒီယန်ကျောင်းဆရာမတူကပြောပါတယ်။ဒီတိုင်မျိုးနဲ့အတွင်းတိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီးချင်းတော်လည်ရေးတပ်တွေနဲ့စိုးစုတပ်တွေဘက်ကတော့တစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူး။